လီဗာပူးပရိသတ်များအားလုံးမင်္ဂလာပါလီဗာပူးသင်း2024-25ပရီးမီးယားလိချန်ပီယံဖြစ်သွားတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုကို celebrate လုပ်တဲ့အနေနဲ့ရိုက်ပေးတာပါဒီဆိုင်လေးကတော့ဒါချင်းမိုင်မြို့ရဲ့လီဗာပူး official store ပေါ့နော်အထက်မှာလီဗာပူးနဲ့ပတ်သက်တဲ့အမှတ်တရတွေအစုံရှိတယ်လီဗာပူးပရိသတ်တွေကြည့်လို့ရအောင်ကျွန်တော် sharing ပြန်လုပ်ပေးပါမယ်နော်ဒါဆိုင် degradation အဝင်ဝဟောက ဒီမှာလီဗာပူးနဲ့ပတ်သက်တဲ့အငွေ့အသက်တွေကျွန်တော်တို့အပြည့်ရတယ်အဲ့ကျွန်တော်ဆက်ဆက်အောင်ရင်းဒီမှာလီဗာပူးရဲ့ Champions Wall ပေါ့နော်ဒါ Premier League Titles ကျွန်တော်အချိန်20ရောက်သွားပြီ European Cup UEFA Champions League 6ချိန်နော် FA Cup ဒါရတဲ့ trophy တွေနဲ့ပတ်သက်ပြီးတော့ဒီမှာမှတ်တမ်းတင်ထားတာပေါ့ The Champions Wall ဆိုပြီးတော့ဂုံယူစွာနဲ့နော်စိုင်ဝင်ဝမှာဝင်းဝင်ကြွားကြွားနဲ့ကိုဒါကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရတယ် ပြီးရင် तू อ่ะတခြားအမှတ်တရလေးရှိမယ်ဗျာဒီဖန်ကွက်ကလေးတွေရှိမယ်အရက်တွေပါထဲ့တောက်တဲ့ဘူးလေးတွေရှိမယ်ဒီမှာဆိုရင်လည်းအဲ့လိုဟိုပါဗောချန်ပီယံလိနဲ့ပတ်သက်တဲ့ဟိုးရင်တော့အမှတ်တရလေးလည်းအများကြီးရှိမယ်နောက်ဒီဘက်မှာ lucky တွေပါလည်းရှိတယ်ဗောနော်ဒါကအဝင်ဝပုံစံအခင်းချင်းဗောအဲ့တော့အထဲထဲမှာဘာတွေထက်ရှိလဲကျွန်တော်ပြပါဦးမယ်โอเคဒါတော့ sport shirt ဒါ liverpool နဲ့ ပတ်သက်တဲ့အမှတ်တရတွေတည်းကသူတို့ new arrival တဲ့အခုမှရောက်တာပေါ့ဒါကတော့ဟို gym သွားရင်တောက်လိုက်ရတဲ့ရေဘူးလေးတွေဒီဘက်မှာလည်းအဲ့လိုမျိုး border လေးတွေပေါ့ YNWA ပြီးရင် jogging club ပုံနဲ့အဲကျွန်တော်ဒီဒီဒီနားမှာတစ်ခုရှိသေးတယ်ဒီ you will never walk alone ဆိုတဲ့စာသားကြီးကိုဒီမှာပြတိုင်း you will never walk alone နော်ဒါလည်း liverpool နဲ့ခွဲခြားထားလို့မရတဲ့စာသားပေါ့ you will never walk alone ြီးရင်ကျွန်တော်တို့ဂျာစီတွေရောင်းမယ်ဒီမှာတော့မကာဘုံမကာမကာဘုံပြထားရဲ့ပေါ့မကာဒီမှာကျွန်တော်တို့အဝေးကွင်းဂျာစီတွေရှိမယ်အခုကတော့ရာသီသိန်းငယ်နီးဖြစ်တဲ့အတွက်ကြောင့် sale 20% discount ရှိမယ်ပုံမှန်ဘောလုံးလေးတွေရှိမယ်ပြီးရင်ကျွန်တော်ရိုးရိုးအမှတ်တရ T-shirt ကလေးတွေရှိမယ်နော် now goalkeeper goalkeeper jersey ရှိမယ် ဂျာစီတွေကတော့အများကြီးပဲပဲတချို့ ਆਈ ကျွန်တော်လည်းမသိဘူးနော်တချို့ဂျာစီတွေကလို့တီရှတ်တွေလည်းရှိတယ်အမတ်တရအနေနဲ့ထုတ်ထားတဲ့ဟာတွေလည်းရှိတယ်ဒီဘက်ဒီမှာနော်ဒီဘက်ဒီမှာအဲ့လိုတီရှတ်လေးတွေအဲ့လိုအများကြီးပဲဒီဒီကောင်ဒီကောင်ဒီကောင်မိုက်တယ်အကြီးကတော့ share ကြီးပါကျွန်တော်တို့ဟာလောက်ပဲရှိပါတယ်ဒီကတော့အများကြီးရှိ3သိန်းခွဲလောက်ပဲရှိရပါတော့2990ဆိုတော့ ထူကြီးပဲအလေးကြီးပဲတော်တော်လှတယ်တော်တော်လေးလှတယ်ပဲဒါဒါကြီးကအနှစ်ကြီးရှယ်ကျွန်တော်ဒီဘက်မှာဟူဒီလေးလည်းရှိမယ်နော်ဟူဒီလေးလည်းရှိ 1WA 1892ဆိုပြီးတော့စာသားလေးနဲ့ပါတယ်ပေါ့နော်ဟိုတော်တော်တော့စုံစုံလင်လင်ရှိရပြအယူယူ ပြောတီရှယ်လေးတွေလည်းရှိတယ်။ time မှာသူက liverpool fan များတဲ့အခါကျတော့ဘယ်လို liverpool နဲ့ပတ်သက်တဲ့ပစ္စည်းတွေဆိုရင်တော်တော်များများမြင်ရတယ်။ဒါလည်း call up လုပ်ထားတယ်တူတယ် converse converse နဲ့ဒီမှာ liverpool နဲ့ဆိုတော့ကျွန်တော်ဒီဖနက်ပိုင်းတွေပါရဲ့ accessory ပိုင်းတွေတော့တည်ပြီးတော့မသိဘူးပေါ့နော်။ဒီမှာ bobby ရဲ့ roberto farmino force 9ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။နော် bobby ရဲ့ roberto farmino ပြီးရင်တမ virgie မကာထရန့်ဒါဒါဝင်နူးနဲ့ဆိုဘိုအလက်ဆင်ခေဟိုမိုက်လိုက်တာမိုက်လိုက်တာမိုက်လိုက်တာနော်အမှတ်တရပစ္စည်းတွေကတော့တော်တော်ဆုံးတယ်ပြီးရင်ဒီမှာကျွန်တော်တို့ bag လေးရှိမှာပေါ့နော် bag လေးတွေရှိမှာဈေးကတော့အရင်တော့အရင်တော့မများဘူးသူတို့အမှတ်တရအနေနဲ့အဲ့လိုထုတ်ထားတဲ့ bag လေးတွေပေါ့အများကြီးအများကြီးရှိမှာပြီးရင်ကလေးချာစီလေးတွေလည်းရှိတယ်နော်ဒီမှာကလေးကလေးချာစီလေး ချစ်เสียလေးเนาะပြီးရင်ကျွန်တော်တို့ဒီဘက်မှာဒီဘက်မှာ8ဒီ8ဒီရှိမယ်ဒါ gym နေပါ යි စောရင်ထည့်လို့ရ8ဒီရှိမယ်ဒါကြတော့ကျွန်တော်တပတ်တို့เนาะဘာတို့ခေါင်းအုံးနေတို့ကားပေါ်တင်နေဟာတွေပါတယ်အကုန်အပြည့်ရှိမယ်ကျွန်တော်ဒီဘက်ဒီဘက်ထပ်သွားခြင်းမယ်ကျွန်ဒီမှာ key chain လေးတွေရှိမယ်เนาะ key chain လေးတွေအမှတ်တရအယုတ်လေးတွေ anas lock ဒါဝနူးညန်စ်မက်ကာချစ်စရာလေးဒီမှာအကုန်ရှိရဒါဆိုရင်ဆိုဘူမက်ကာဖာဂျီထရန့်ဖက်ဒရီကိုချစ်စရာလေးအဲနောက်ဒီဘက်မှာကလန်ဒါလေးတွေလည်းရှိမှာပေါ့နော်ဒီမှာဒါကလန်ဒါလေးတွေလည်းရှိမှာနော်ဒီကလန်ဒါလေးတွေအဲ့လို accessory တွေကတော့အစုံပဲဗျာ ရိုက်ဒီဘက်ချမ်းနော်ကျွန်တော်ဒီဘက်ချမ်းအရင်တော့ကရင်တော့ဂျာစီတွေလည်းရှိတယ်ဗျာနော်သူက retro တွေပေါ့ retro တွေလည်းရှိတယ်အကုန်လုံးကပါတယ်ကျွန်တော်ဒီဂျာစီကတော့မှတ်မိရပေါ့ဟိုဟာကျွန်တော်ချန်ပီယံလိဘူဆွဲတော့ကဂျာစီဖြစ်ပါတယ်နော်ရင်တော့ cashback kit ဂျာစီတွေပါရှိတယ်ဟာဒါလည်းမိုက်တယ်ဒီ hoodie လေးလည်းမိုက်ကျွန်တော်ခုနကတော့ပူကြိုက်တယ် စုံလင်ပါပဲကဲတော်တော်တော့စုံသွားပါပြီ Okay, this is Liverpool FC. ဒီဂျာစီနဲ့တော့တော့ကျွန်တော် Michael Owen ကိုတစ်ခေါက်တွေ့ဘူးလေ။ငှက်မြန်နေတော့ပါเนาะ။ Okay ပါ။အဲ့တော့တော်တော်စုံလင်လင်ရှိသွားပါပြီ။ဒီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါတော့2024-25 Champion ဖြစ်သွားတဲ့ Liverpool အသင်းကို celebrate လုပ်ရင်းနဲ့ Liverpool ပြည်သက်တွေကိုပြန်လဲ sharing လုပ်ပေးခဲ့တဲ့ video လေးဖြစ်ပါတယ်။ချန်ပီယံဖြစ်သွားတဲ့ Liverpool သင်းကိုလည်း congratulation လို့ပြောရင်းနဲ့ပဲ video လေးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ။